မင်္ဂလာပါရှင်။မြေဦး family မှာမထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်အခုပြပြပေးသွားမှာကစာရေးသူဆရာကြီးမင်းတိန်ခါရေးသားထားတဲ့နေ့ဤကံသားဆိုတဲ့စာအုပ်တက်ကအခန်းငါးနဲ့ချက်ကိုပြပြပေးသွားမှာဖြစ်ပါတယ်။ခန်းစားနာဆင်ပေးကြပါအောင်ရှင်။အခန်းငါးကံသားထမင်းကျော်ရောင်ရခြင်းကံသားသည်ထမင်းကျော်ရောင်သောဥပုံဝန်းဆိုသည့်တယောက်ကြီးတဲသို့ရောက်သွားပြီဖြစ်၏။ ဥပဟုံးမွေထားသောဘဲများကိုအစာကျွေးရ၏။မနေ့တွင်ဘဲဥများကောက်ရ၏။ညတကောင်ကျော်လျင်ထမင်းထား၍ချဲရ၏။ကံသာထမင်းကျက်သောအခါဥပဟုံးကထမင်းကျော်လေ၏။ဥပဟုံးသည်ငပိစိန်သာကိုပဲ့နှက်ပြရည်ဖြင့်ပြောကထမင်းပေါ်တွင်ရှောင်ရည်ဆန်ကနယ်လေ၏။ပြီးမှထိုထမင်းကိုကျော်လေ၏။ပြီးလျင်ဝတ်သားသုံးတတ်သားကိုပဲ့နှက်ပြရည်ဖြင့်နူးဤနေအောင်နှက်လေ၏။ ထို့နောက်စစ်သွင်ခြင်းများရင်းနှီးချမ်းများပြုလုပ်ကာထိုးပစ္စည်းများကိုလဲပေါ်တင်လေ၏ပြည်လျင်ထိုးလဲကြီးကိုမြို့လယ်ရှိညောင်မင်းကြီးအောက်သို့တွန်းသွားပြီးလျင်ရောင်းချလေတော့၏ကန်တာသည်လဲကိုကူ၍တွန်းပေ၏ဆိုင်ကိုကူ၍ခင်းပေ၏ထမင်းကြော်ကူ၍ရောင်းပေ၏စာမီးသူများလာတော့ခါ၌ဥပ္ပဟွန်လဲကြော်ပြီးသားထမင်းကြော်ကိုမီးပြင်းပြင်းဖြင့်ထပ်၍ကြော်ပြန်၏ပြီးမှထပ်၍ပေးလေ၏ ဥပ္ပဟုံဤသမင်းကျော်ကိုလူတိုင်းကြိုက်ကြ၏သမင်းကျော်နှင့်ဝတ္တာနံမှာလည်းလွန်စွာလိုက်ဖဲလေ၏ထို့သောသမင်းကျော်ရောက်နေစဉ်ကန်တာကအနီးရှိလက်ဖက်ရည်ဆိုင်မှလက်ဖက်ရည်ကိုချမ်းပြင်းသွားရွေး၏ထို့နောက်နှစ်ယောက်သားစကားတပြောပြောနှင့်တောက်ကြ၏ဥပ္ပဟုံခမည်းကျော်တဲ့သမင်းကျော်ကိုလူတွေကြိုက်ကြတယ်ဗျာအဲ့ဒါဘာကြောင့်လဲဟိုကန်တာကမေးလေ၏ငပိစိန်စာနည်းနည်းလေးထည့်ထားတာလည်းပါတယ်ကွာ ကျော်ပြီးသားထမင်းကျော်ကိုစားကန်ဒီမှာထပ်ပြီးကျော်ပေးလိုက်တော့ပူပူနွေ့နွေ့စားရတာလည်းပါတယ်ကွာအဲ့ဒီမှာသဘောကျသွားတာပေါ့ငါချက်တဲ့ဝတ်သားဟင်းရဲ့ကောင်းခြင်းကိုတော့ထားလိုက်ပါတော့ကွာရင်နွေးချမ်းကောင်းကောင်းလေးချပေးတာကိုတော့ထည့်ပြရမယ်ဟိဟိုဥပုံကငါပြောလိမ့်ဤထိုကကန်တာကတနေ့တနေ့ခမရဖို့အမျက်တော်တော်ကြမ်းမယ်နော်ဟိုကန်တာကပြောရဥပုံကကုံချစိနှုတ်ပြီးစားပြီးတော့ပြီးတထောင်လောက်ချမ်းနေဆိုတော့ ငါတို့လိုစင်သားတယောက်ကိုချောင်းလဲတယ်လို့ပြောရမှာပေါ့ကွာပြီးတော့ဘဲတွေကလည်းငါ့ကိုဘလို့ချစ်မှန်းမသိဘူးနေ့တိုင်းဥတွေဥဥပေးနေတယ်တနေ့တနေ့ဘဲဥကရတဲ့ဝေးကြီးရဲ့နေရာထက်မှာရှိတယ်ကွာအဲ့ဒီတော့လေငါတို့လိုစင်သားတယောက်တယောက်ကိုချောင်းလဲတယ်လို့ပြောရမှာပေါ့ကွာပြီးတော့မင်းကိုပြောရအောင်မဲဘဲမွေးဘဲထောင်တွေကြီးရောင်းတာပဲတစ်လောက်ကို2000လောက်ရတယ်ကွာအဲ့ဒီတော့ ငါတို့လိုစီရင်သက်တောက်တယောက်ကိုခြောင်နေတယ်လို့ပြောရမှာပေါ့ကွာဟိုဘက်မှာငါဆိုက်ထားတဲ့ဆိုက်ကင်းတွေကလည်းဘယ်လိုဖြစ်မှန်းမသိပါဘူးငါ့ကိုတော်တော်ချစ်တယ်ကွာကော်ဖီတုပ်တွေဆက်လက်ရွတ်တွေမှုန်ကြီးရွတ်တွေပေါ့ကွာအဲ့ဒါတွေကလည်းတနေ့တနေ့ငါ့ကိုငွေတစ်ထောင်လောက်ရှာပေးတယ်ကွာရေကတော့ငါတယောက်တည်းမလောင်းနိုင်လို့လူငါရတယ်ကွာအဲ့ဒီစီရင်တွေနှုတ်ပြီးတနေ့ကိုတစ်ထောင်လောက်ရပါတယ်ကွာဟိုပြောလိုက်လေကန်တာက ဲ့ဒီတော့လေခမရလို့စီရင်သားတယောက်ကိုချောင်းလဲတယ်လို့ပြောရမှာပေါ့ဗျာဟိုပြောလိုက်လေဥပ္ပဟုံးကသဘောကြရီတဟာဟာရေလေထိုရကကန်တာကတနေ့9000လောက်ဝင်နေဗျာ10ရက်ဆိုရင်9000ညနေ10မှာဆိုရင် ခမရဟာတင်းစုတစုပေါက်နေပြီဟိုပြောလိုက်လေဥပ္ပဟုံးကမနာပေါ့ငါလူရရက်20တိုင်းမှာငါဟာတသိန်းစုတစုပေါက်နေတာပဲစကားဆက်မိလို့ပြောရအောင်ပဲကွာလူတွေဟာ ဒီကိုဝါသနာပါကြတယ်ကွာဒါပေမဲ့ထိုးတော့တစောင်းချင်းနဲ့ဆောင်းချင်းထိုးနေကြတယ်အဲ့ဒီတော့ပေါ့ဖို့ခွက်လန်းကနင်းနေကြတာအဲ့ဒီလိုထိုးမဲ့စားလက်လီထိုးမဲ့ငွေလေးတွေကိုစုထားပြီးအုပ်လိုက်ထိုးရတယ်ကွာအုပ်လိုက်ထိုးတဲ့အခါမှာလည်းအစီစဉ်လိုက်ထိုးရတယ်ကွာအရှိလေးလုံးတူထားပြီးနောက်နှလုံးမဲ့တိုက်ရမယ်ဆိုတော့ကွာပေါ့ဖို့တော့နီးစက်နေပြီကွာရှင်းငါးလုံးတို့ရအောင်တွဲနောက်တလုံးမဲ့တိုက်ရမယ်ဆိုရင်ကျင်းသေးပါပေါက်တာပေါ့ကွာအဲ့ဒီလိုမထိုးဘဲတစောင်းချင်းနှစောင်းချင်းထိုးလို့ရတော့ ခွင့်လန်ကနဲတာပေါ့ဟိုပြောလိုက်ရကန်တာကခမားကထီထိုးတာမှမဟုတ်ပဲဒီကိုလောင်ကစားလောက်တာပဲဟိုပြောလိုက်ရဥပ္ပဟုံးကဟတ်ကောင်ရအဲ့လိုမလုပ်ရဘူးလို့ဥပဒေရှိလို့လားပေါ့ချင်လို့လောက်တာမဟုတ်ဘူးလားပေါ့မဲ့နီလန်ကိုရှာရမှာပေါ့ညံများမဟုတ်ပါဘူးကွာရှေ့တုံးလုံးအပီကန်နိုင်ရင်နောက်တုံးလုံးကအတော်နီးဆက်နေပြီကွာအဲ့ဒီတော့ဘယ်တော့မှတဆောင်ချင်းမဆောင်ချင်းမထိုးနဲ့ကွာဖြစ်နိုင်ရင် အုပ်လိုက်တာဆော်ပြီးတော့ဟိုပြောက တဟားဟားယင်နေလေ၏ထိုအခါကန်တာကနေဆမ်းမောင်ဦးဘုံရဲ့ခမရရောအဲ့ဒီနေနဲ့ထိုးသလားဟုမေးလိုက်ရဦးဘုံကထိုးတာပေါ့ကွာပြီးခဲ့တဲ့တစ်ပတ်ကတောင်တသိန်းစုတစု5000စုတစုပေါက်သေးတယ်အချိန်နေပေးတာနဲ့ငါတို့လည်းထမင်းကြော်ရောင်းတဲ့အလုပ်ကိုရက်ပြီးထီရောင်းတဲ့အလုပ်ကိုလှုပ်မယ်ကွာရွှေပေါက်ကန်ဆိုတဲ့နိုင်မီနဲ့ထီလဲတစ်ခုလှုပ်မယ်ကွာမင်းကအဲ့ဒီမှာအတန်ချက်ဆက်နဲ့လူတွေစိတ်ဝင်စားအောင်စကားပြောရမယ် ။ငါကထီလက်မရောင်းမယ်ကွာ။ကြံတဲ့အလုပ်တွေကငွေတော့ရပါတယ်ကွာ။အရေးပြက်တယ်ပင်မနေကွာ။ထီလေးတော့ရောင်းစားရအောင်ပါကွာ။ခိုးပြောလိုက်ရာကန်တာကလှုပ်လိုက်လေ။ခိုးပြောလိုက်လေ။ထိုအခါဥပ္ပဟုံကထီရောင်းတာလေရောင်းတာပေါ့ကွာ။အဲ့ဒါတည်းအရေးကြီးတာကမြို့တွေကကလေးတွေចောင်းတက်ရတာအခက်အခဲအလွန်တွေ့တယ်ကွာ။ကလေးတယောက်ចောင်းတက်ဖို့အမေဖြစ်စေတော့ဖြစ်စေ တရားရောက်ကလိုက်ပြီးပို့နေရတယ်အဲ့ဒီဒုက္ခတွေကိုငါတို့ကသိမ့်ပေးမယ်ကွာအဲ့ဒါကိုအရင်လုပ်ရမယ်ကွာဟိုပြောလိုက်လေကန်တာကဘယ်လိုလုပ်အောင်မလဲဟိုမေးလိုက်လေဘယ်လိုလုပ်ရမလဲငါလူရကလက်လက်လေးတစည်းဝယ်ပြီးចောင်းပို့ចောင်းကြုံရင်ထောင်းရမှာပေါ့မင်းကမောင်းငါကစပယ်ယာလုပ်မယ်ကလေးတွေကိုခြီးပြီးကားပေါ်ထင်းပေးမယ်ခြီးပြီးအောက်ချပေးမယ်ဟိုဥပ္ပဝန်ကပြောလိုက်လေထွဲကကန်တာက ဥပုံဟောလဲဗျာကျွန်တော်မှကမ်းမောင်းမောင်းတက်ပဲဟိုပြန်ရေးပြောလိုက်ရင်မင်းကလည်းကွာအခက်နေပြန်ပြီကမ်းမောင်းလိုက်ပြီးတင်နေတဲ့ဘိန်းစားတယောက်နဲ့ငါလည်းသိတယ်သူ့ကိုပြောပြီးတင်ခိုင်းလိုက်ရင်ဆက်ရမတင်ရပါဘူးမင်းအနေနဲ့မောင်းတက်သွားမှာပါအဲ့ဒါတော့ငါစီစဉ်ပါပါကွာမင်းမစင်စားစမ်းပါနဲ့တို့ဆွဲမယ်ចောင်းပို့ចောင်းជួយကားကြီးကိုပညာရွှေအိုးလို့ညီပေးမယ်ကွာကားပေးမှာလဲအဲ့ဒီစာတန်းကြီးထိုးထားမယ် ဟိုဥပ္ပဟုံကပြောလိမ့်ဤခမရကောင်းထဲမှာလည်းအလုတ်တွေတန်းစီနေတာပါလားဟိုကန်တာကပြန်ပြီးပြောလိုက်လိမ့်ဤဒီမှာကန်တာအလုတ်လုတ်တယ်ဆိုတာအသက်ရှိတဲ့လူတွေပဲလှုပ်နိုင်တာကွာအလုတ်ဟာအသက်တက်တမျိုးပဲကွာအလုတ်တွေတန်းစီပြီးရှိနေတယ်ဆိုတာငါ့ကိုယ်ထဲမှာအသက်တက်တွေတန်းစီပြီးရှိနေတဲ့သဘောပေါ့ကွာတော်တော်နဲ့မတင်နိုင်ဘူးပေါ့အလုတ်မရှိရင်လောကကြီးကဖယ်ထုတ်တတ်တယ်ကွာပင်စင်ယူပြီးမကြမီမှာ တချို့ဘူကြီးတွေလျှော်သွားကြတာငါတွေ့ဘူးတယ်ကွာလုံးမရှိလို့ဆိုပြီးစိတ်လျှော့လိုက်တာလည်းပါတာပေါ့ကွာအဲ့ဒါကိုပင်စင်နာလို့နောက်ပြန်ပြီးခေါ်ကြတယ်ကွာယောဂတမျိုးလိုပါပဲအဲ့ဒါကြောင့်လူကအလုပ်တစ်ခုမဟုတ်တစ်ခုလုပ်နေရမယ်ကွာငါတို့လိုလာခစားမဟုတ်တဲ့လူတွေပိုကတော့အဲ့ဒီယောဂရဖို့ခွလန်းနေတယ်ကွာဟိုပြောလိုက်ပြီးရင်ဥမဝွန်ဒီသူ့ဤစကားကိုသူ့ဘာသာသဘောကျပြီးတဟာဟာရင်နေလေတော့တည်း အခန်းချောင်းကန်တာဒရိုက်ဘာဖြစ်ပြန်ပြီဘုဒ္ဓဟူးနေ့တိုင်းကန်တာတို့ဤထမင်းကျော်ဆိုင်သည် ပိတ်လေရှိ၏ထိုနေ့တွင် လိုအပ်သောပစ္စည်းများကို ထွက်ရင်ဝယ်တတ်၏ဝယ်စရာကိစ္စမရှိလျင်လည်း၎င်းတို့ဤတဲကြီးတွင်၌ပင်နှစ်ယောက်သားအေးအေးလူလူနားယူတတ်ကြလိမ့်၏ထိုနေ့မှာဘုဒ္ဓဟူးနေ့ဖြစ်သည်ဖြင့်ကန်တာတို့ဤထမင်းကျော်ဆိုင်သည်ပိတ်ကန္တာနှင့်ဥပဝုန်သည်တဲကြီးတွင်သာရှင်နွေးတောက်ရင်ထိုင်နေကြလိမ့်၏ ထွေခါဥပဟုံကတပတ်မှတရက်တော့နားရမှာပဲကွာဒါပေမဲ့ငါတို့နာမည်မသိတဲ့လူတွေကထမင်းကျော်စားဖို့ငါတို့ဆိုင်ကိုလာကြလိမ့်မယ်ဟိုပြောလိုက်ရကန်တာကကျုပ်တို့ဘိုးတော်ဦးနေတယ်ပိတ်တယ်ဆိုတာလူတိုင်းနီနီသိကြပါတယ်ဗျာဟိုပြောလိုက်ရင်ဥပဟုံကအဲ့ဒီလိုမထင်နဲ့ကွာတချို့လူတွေကအမှုမမတ်မဲ့နေတတ်တယ်လူတိုင်းသိပေမဲ့သူကသိချင်မှသိတာကွာ ဲ့လိုလူစားမျိုးကတောင်အများကြီးဖြစ်နေတတ်တယ်။ပတ်ဝန်းကျင်ကိုခရီးမဆိုင်တဲ့သူတွေပေါ့ကွာ။အဲ့ဒီတော့ငါတို့ဆိုင်မှာငါတို့ကိုမတွေ့ရင်အိမ်ကိုလိုက်လာလိမ့်မယ်။အဲ့လိုလူတွေအတွက်ထမင်းကြော်လေးနည်းနည်းပါးပါးနဲ့ဝက်တာဟင်းလေးလှုပ်ထားမှဖြစ်မယ်။ဟောပြောရင်းဆိုရင်ဟိုမှာလူ၃ယောက်ရေမောင်တက်ပြီးရှောက်လာကြတာ။တို့ရဲ့ထမင်းဆိုင်ကိုမတွေ့လို့လာကြတာထင်တယ်။ဟိုဥပ္ပောဟောကပြောလိုက်လေ။ကန်တာကဒီလိုဆိုလေရပါတယ်ဗျာ။ ထမင်းလည်းချက်ပြီးသားရှိတာပဲအခုပဲကြော်လိုက်တာပေါ့ဝက်သားဟင်းကလည်းခမားနဲ့ကျုံနဲ့စားဖို့ချက်ထားတဲ့အိုတိုးရှိတယ်လေအဲ့ဒီထဲကပေးလိုက်တာပေါ့မိလည်းအစင်နဲ့ရှိတာပဲရင်ရွေးအုပ်ကိုချပြီးကြုတ်ကြော်လိုက်မယ်လေဟိုပြောလိုက်မြင်ဟိုဘော်ဟုံးကအဲ့ဒီလိုလုပ်ကွာဒါပေမဲ့မိဘကိုဒီနာရွှေ့လိုက်ဒီနာမှပဲကြော်ရအောင်ဟိုဆိုတဲ့ဖြင့်ကန်တာလည်းမိသွေးမိဘကိုရွှေ့လာပြီလေထမင်းကြော်ဖို့ပြင်ဆင်ရလိမ့်ဤထိုအခါဥပ္ပဟုံးက ကန်တာဟီဒူးစီကိုဥတီပီရှောက်လာတဲ့လူသုံးယောက်ကိုကြည်စမ်းကွာဟိုကွင်းဆက်ကနေတရွေ့ရွေ့ရှောက်လာကြတာတော်တော်နဲ့ရောက်လာမှာမဟုတ်ဘူးအဲ့ဒီအတော်တွင်ဘယ်လိုလူစားမျိုးတွေဖြစ်တယ်ဆိုတာလှမ်းပြီးအကက်ခတ်ဆမ်းမှာဟိုပြောလိုက်ရကန်တာကလှမ်း၍ကြည်လိုက်ပြီလေအဲ့ဒီလိုကြည်ုံနေတော့မပြောတတ်ပါဘူးဗျာဟိုကန်တာကဖြေလိုက်လေထိုအခါဥပ္ပဝန်ကမင်းကောင်ကပြောပြမယ် ညာဘက်အစွန်ဆုံးကအင်ကြီးညူအောင်တဲ့လူဟာလိန်လေကောက်ချစ်တတ်တဲ့သူ ဖြစ်တယ်။ဘာကြောင့်ဒီလိုပြောရတယ်လဲဆိုရင်တော့လက်မကိုလက်သီးထဲဆုပ်ပြီးထည့်ပြီးလျှောက်လာတယ်ကွာ။အလေကအင်ကြီးနေအောင်ဝတ်ပြီးလာတဲ့သူကတော့သူရတက်တည်နေပြည့်စုံနေသူဖြစ်တယ်။ပြီးတော့တောင်းဝတ်တရားလည်းနားလေတဲ့သူဖြစ်တယ်။သူဟာလက်တွေကိုဖြန့်ပြီးလျှောက်လာတယ်။ဘဲဘဲအစွန်ဆုံးကလူကတော့အမှုပညာသမားကွာ။ဘဲ ဘဲဘက်လက်ကလှလှပပနဲ့ခါကိုထောက်ပြီးညာဘက်လက်ကရင်ဘက်ပေါ်ဖိပြီးရှောက်လာတယ်ကွာဟိုပြောလိုက်လေကန်တာကအဲ့ဒီလူတော့စလုံးကိုကျွန်တော်ကောင်းကောင်းသိတယ်ညာဘက်ဆွေဆောင်ကလူကိုလူလိန်လို့ခမဆွဆွဲတာလည်းမဆိုးဘူးဗျအဲ့ဒီလူကငွေလိန်မှုနဲ့ထောင်ချဖို့တယ်အလေကလူကိုခမရကသူရတဲ့တဲ့နဲ့ပြေဆုံးနေတောင်းဝုတရတိရတယ်လို့ခမရကပြောတယ်အဲ့ဒါလည်းဟုတ်လိမ့်မယ်ဗျာအဲ့ဒီလူကတက်ကားဗျာတက်ချက်ကြီးတယောက်ပဲ အစွန်ဆုံးကလူကိုတော့ခမရကနှုတ်ပညာသမားလို့ပြောတယ်မဟုတ်လားအဲ့ဒါလည်းမှန်တယ်ဗျာအဲ့ဒီလူကဟိုဘက်ရက်ွက်တဲကဆက်အိမ်မှာနေတယ်တရောသမားဗျာသူတို့တော့ကငယ်ငယ်ချင်းတွေဒါပေမဲ့တယောက်နဲ့တယောက်စိတ်သက်ချင်းမတူကြဘူးဟိုဝန်ခံလိုက်လေဤထွေခါဥပဟုံကဒါဟာလူရဲ့အမူအရာကိုကြည်ပြီးအကက်ခတ်တဲ့လူကက်ခတ်ပညာကွာမင်းကငါတင်ပေးပါမယ်ကွာဟိုပြောလိုက်လေဤထို့လူ၃ယောက်တည်း တဲအသွင်းသို့ရောက်လာပြီးလျင်ထွက်နေချနေရတယ်မတွေ့ရသောကြောင့်လိုက်လာခဲ့ကြောင်းပြောသည်ဖြင့်ဥပ္ပဟုံကနေရာထိုင်ခြင်းပေးလေ၏ကန္တာကထမင်းကိုချက်ချင်းကြော်လေ၏ပြီးလျင်၎င်းတို့စာရန်နှထားသောပွက်သားနှက်ကိုထည့်ပေးလေ၏၎င်းတို့သုံးဦးလည်းမြင်းရင်ရှိတ်၍စားတော့ပြီးလျင်ခြေနဲ့စွာနှင့်ပြန်သွားကြလေ၏ထွေခါ၌ဥပဟုံကဘာပဲဖြစ်ဖြစ်ကွာ ဗုဒ္ဓဟူးနေ့ဆိုင်ပိတ်တယ်ဆိုပေမဲ့ဒီလိုလူမျိုးတွေလာနိုင်သေးတာပဲကွာအဲ့ဒီတော့ထမင်းကလေးနည်းနည်းကြော်ပြီးဝတ်တာလေးဝတ်တာနဲ့ကလေးလှုပ်ထားရင်ကောင်းမယ်ဟိဟူပြောလိမ့်ဤထွေခါကန်တာလဲအဲ့ဓာရီကျုပ်တောင်းဝန်ထားလိုက်စမ်းပါဗျာကျုပ်လုပ်ပါမယ်ခမားကရင်းနှီးချမ်းလေးထိုင်တော့ပြီးနားယူစမ်းပါဟူပြောလိုက်ရဟူပေါ်ဟူကကန်တာမင်းကငါချစ်တာအဲ့ဒါကွာမင်းကတိတ်ပြီးအလိုက်တိတယ်ကွာအဲ့ဒီတော့ငါကလည်းလိုက်တိရမှာပေါ့ မင်းမှလက်ပတ်နိုင်မရှိဘူးလာကွာမဟာဗန္ဓုလလန်သွားပြီမင်းပတ်ကိုလက်ပတ်နိုင်တလုံးဝဲပေးမယ်ကွာဟုပြော၍ကန်တာအားခေါ်သွားပြီးလျင်မဟာဗန္ဓုလလန်ရှိငါးရီဆိုင်ကြီးတစ်ဆိုင်မှာကြောက်နေဆက်တလုံးပါသောရွှေရောင်ယူမနိုင်တလုံးကိုဝဲ၍ပေးလိုက်သည်ညနေပိုင်းသို့ရောက်လာသောအခါကာယမိသူများသည်ကားလာ၍ပြကြလေ၏ထိုအခါဥပဟုံက ၎င်း၏အတီမက်ခင်နေတယောက်ကိုခေါ်၍ကားကိုစစ်ဆေးကင်ပြီးလျင်ငွေချေလိုက်လေတော့ဤထို့နောက်၎င်း၏အတီကားမောင်းကျွဲကျင်သောဗင်းစားတို့ဥကိုခေါ်လာကကန်တာအားကားမောင်းတင်ပြရန်ပြောလေ၏ထိုဗင်းစားကလည်းကန်တာအားကားမောင်းတင်ပြရုံမကကားမောင်းလိုင်စင်ရတဲ့အချိန်မကြီးမညူဆောင်ရွက်ပြရှာလေ၏ထို့အပြင်ဥဘုံဟွန်သည်သူ၏အတီမက်ခင်နေအား ကားပြင်သည့်အသက်ပညာကိုကံတာအားတင်ပြရန်ပြန်ပြောလိမ့်ဤ၎င်းမကိလေသည်ကံတာအားကားပြင်သည့်အသက်ပညာကိုအစမှစ၍တင်ပြလိမ့်ဤထို့သို့တင်ပြရရင် ကာမဝဲ့ဥများကို ဖြော်၍ခွင်းများခွများဤနံပတ်များကိုအလိုရာသည့်ထိချက်ခိုင်းလိမ့်ဤကားကိုခြိုက်ထုတ်ပုံခိဖြုတ်ပုံမှစတစမကြံတင်ပြပေးလိမ့်ဤအင်ဂျင်အစိပ်ပိုင်းများကိုလည်း ၎င်းတို့၏ဆောင်ရွက်ရမည်တောင်းဝန်တရားများရှင်းပြ၍ကြက်မတ်စေခိုင်းပြီးဖြုတ်ခိုင်းတက်ခိုင်းလိမ့်မည်။အင်းကြီးအစိပိုင်းများအားထက်စီတွင်နေ၍စေကျော်ပုံတန်ပရက်ဖြင့်ပုတ်တက်ပုံမှာစာစနစ်တကျတင်ပြပေးလိမ့်မည်။ထို့နောက်မော်တော်ကားများကိုအင်ဂျင်ချပြီးလျှင်တစ်ခုချင်းစိတ်ချပြင်ပြလိမ့်မည်။ထို့သောပြင်ပြရာတွင်ဘားများကို ကိုယ်တိုင်ဂရိုင်းခိုင်း၏ကန်တာသည် မပြင်းမရှိဘားတိုင်များကိုလေးဆုပ်ခွက်လက်ထံပြင်ကင်တွေပြီးလီမငီးမညူပြုလုပ်လေ၏အလုံးစုံပြီးသောခါ၌ကားစေးပုံစေးမီကိုလည်းတင်ပြပေးလေ၏ထို့နောက်ကားမန်ကိုချီလင်စွာဆေးရဆေးရန်ကားမန်စေးနီကိုလည်းပြလေ၏ပြီးလျင်၎င်းမခင်နေကမောင်ကန်သား၏ကားမန်မုံနေရင်အဝတ်နဲ့မတိုက်နဲ့ကွာပို့ပြီးမုံသွားတတ်တယ်အကြအနာစေးဖို့အချိန်မရရင် မှန်တဲ့ဖက်စလုံးကိုတင်းစားဆက်ကူနဲ့တိုက်တာအကောင်းဆုံးပဲတင်းစားဆက်ကူလည်းတကူမရရင်တော့ဘန္ဒာရဲနဲ့တိုက်ကွာဟိုပြောလိမ့်ဤကန်တာလည်းလိုက်လံမသားထားလိမ့်ဤကာမောင်းတဲ့လူတွေဟာဆက်ကူတော့ဂယူဆိုင်တတ်ကြတယ်ကွာဒါပေမဲ့မှန်ဘောကိုမွေးရင်မစင်အောင်တတ်ချတဲ့ရေတုတ်တံကိုတော့ဂယူမဆိုင်ကြဘူးကွာအဲ့ဒီအခါမှာမိုးဆက်မိုးပေါက်တွေတီးပြီး ကြည့်တဲ့အခါမျက်လုံးတွေဝါးလာတော့တာပဲအဲ့ဒီတော့ရင်တိုက်မှုဖြစ်တာပေါ့ကွာဟိုဆရာဖြစ်သူမကင်းနေကြီးကရှင်းပြလိုက်လေထိုအခါကန်တာကဘာဖြစ်လို့မျက်လုံးတွေဝါးလာရတာတော့ဟိုမေးလိုက်ရမကင်းနေကြီးကမန်ဖုံမှာတီးနေတဲ့ငိုးဆက်ကလေးတစ်စက်ဟာအာကြီးတဲ့မန်ဘလူးလေးတစ်ခုပဲကွာမန်ဘလူးပေါင်းများစွာကို ကြာကြာကြည့်လာတော့မူးလာတာပေါ့ကွာ ဟုပြောပြလေ၏။ကံသာလဲကောင်းစွာမှတ်သားမိလေတော့၏။ထို့နောက်မကင်းညီကြီးကမင်းကိုတခုပြောရအောင်မေကွာ။ငါတို့ကားမောင်းတဲ့လူတွေဟာမတော်ပီကဲလို့ခေါ်တဲ့ရင်းနှီးရဲတွေပေါ်မှာမိမိချင်းနေကြတာများတယ်ကွာ။အမှန်ပြောရရင်သူတို့ကငါတို့ကားမောင်းတဲ့လူတွေကားတိုင်မှုနဲ့ထောင်မကြအောင်ဖိမဆောင်းရှောက်ပေးတဲ့မိတ်ဆွေတွေကွာ။ဒါပေမဲ့ကိုကရင်စိကန်းချို့ဖောက်လို့ ရင်လင်းရဲကအေးယူတာနဲ့အဲ့ဒီရင်လင်းရဲပေါ်အမြင့်မြင့်ကြီးလင်းတာတွေဖြစ်တော့တာပဲကိုထောင်မကြအောင်ကူညီတဲ့မိတ်ဆွေကိုဘာဖြစ်လို့ရန်လို့ရမှာလဲကွာရင်စည်းခန်းကိုမချိုးဖောက်ပဲနဲ့သူကဖမ်းတာမှမဟုတ်တာအဲ့ဒီလိုလဲဖမ်းလို့ရတာမဟုတ်ဘူးလေကွာအဲ့ဒီလိုလဲမဖမ်းဘူးတော်တော်ပဲမှတ်ထားကွာမင်းကားမောင်းမယ်ဆိုရင်မော်တော်ပီကယ်ဟာမင်းရဲ့မိတ်ဆွေလို့သဘောထားနိုင်မှမောင်းမှာကွာဟိုရှင်ပြလိုက်ဤ ထို့နောက်ဥဘုံဟွန်သည်ထိုကား၏ပဒဲပေါက်များကိုလေးတော့တန်စကားများဂဟေတို့၏ပိတ်လေ၏ထို့ကြောင့်ကန်တာကဘာဖြစ်လို့ပိတ်တာလဲဟုမေး၏ထွေကားဥဘုံဟွန်ကကျောက်ကားကကလေးတွေစီမာနေကွာလက်တွေထုတ်ခေါင်းတွေပြူရင်အနေဖြစ်မှာပေါ့ကွာဒါကြောင့်ပိတ်ရတာဟုပြောလေ၏ထိုနောက်တွင်ထိုကားကြီးကိုကလေးចောင်းဖို့ចောင်းចូលကပြူလိုက်ပြူလုံးလိုက်လေတော့၏ ဒီနေရာမှာပင်ရက်နာခွင့်ပြုပါရှင်နောက်လာမယ့်ခန်းဆက်တွေကိုလည်းဆက်လက်ပြီးဖက်ပြပေးသွားအောင်ပါမို့နားဆင်ပေးဖို့ဖိတ်ခေါ်ပါရနော်စာဖတ်နေစဉ်အတွင်းအတန်အလွဲမှာပြက်တောက်ကလေးများပါခဲ့ရင်နားလည်ခွင့်လုပ်ပေးဖို့မျှော်လင့်ပါရနော်နားဆင်သူများအားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရှင် new family ဖွဲ့ဝင်များနဲ့နားဆင်သူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းရှိကြပါစေ ဘေးကင်းလုံခြုံကြပါစေ။ဖက်ကြီးသုံးပါးမှလည်းကြော်လာနိုင်ပါစေလို့ကျွန်တော်အဆုံမကောင်တောင်းပေးလိုက်ပါရနော်။ Rainbow Family YouTube Channel လေးကို Like and Subscribe လုပ်ရသေးဘူးဆိုရင်လုပ်ပေးကြဖို့ကောင်းဆိုပါရနော်။